နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေးထွေးလိုက်လဲစွာကြိုဆိုပါတယ်။ကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။မေလ26ရက်တနင်္လာနေ့ 144ခုမြောက်သောဇာလံဘိုက်ငယ်တင်မှနဲ့6မှ35ငါဤကြောက်ဒီဟုသော ထာရဖျားသည်မင်္ဂလာရှိတော်မူစေတည်းငါလက်သည်စစ်တိုက်၍လက်ချောင်းတို့သည်လည်းစစ်မှုကိုလက်ချက်မီအကြောင်းတွင်တင်တော်မူ၏ငါကိုတနာတော်သူငါဤမြို့ယိုငါဤရေတိုက်ငါကိုကယ်လွတ်တော်သခင်ငါဤအကွယ်အကာဖြစ်တော်မူ၏ထိုသခင်ကိုငါကိုးစား၏ ငါဤလူမျိုးကိုငါအောက်သို့ နှိမ်ချတော်မူ၏။အိုဖျားသခင်ရှေတော်၌အသက်တော်တခြင်းကိုဆိုပါမည်။ဂျိုးဆေဗင်ရှိသောဒူရီယာနှင့်ထောမနာတခြင်းဆိုပါမည်။အောင်မြင်ရသော အခွင့်ကို ရှင်ဘီယံတို့အားပေးတော်မူ၏။ဂရိတ်ဂျွန်ဒါဝိတ်ကိုသို့သောဒါဗိနှင့်ကင်းလွတ်စေတော်မူ၏။တဂျွန်တနိုင်ငံသားတို့လည်းမအကျွန်ုပ်ကိုနှုတ်ယူ၍ကယ်တင်တော်မူပါ။ သူတို့ဤနှုတ်သည်မူသားစကားကိုပြောတတ်ပါ၏သူတို့ဤလက်ရလက်သည်လည်းလှဲ့စားတတ်သောလက်ဖြစ်ပါ၏အကျွန်ုပ်တို့ဤသားတို့သည်အရွယ်ပြူစင်တွင် ကြီးပွားသောပြိုးပင်ကဲ့သို့၎င်းသမီးတို့သည်ဘုံပိမ့်မှနီးတူထုသောတိုက်တောင်ကြောက်တိုင်ကဲ့သို့၎င်းဖြစ်ကြပါစေသောအကျွန်ုပ်တို့ဤဗန္နာတိုက်တို့သည်အစာအသောက်အသုံးအဆောင်များနှင့်ပြည့်စုံခြင်း သူတို့သည်ပြင်အရက်တို့၌အထောင်အသောမွေးဖွားခြင်းနွားတို့သည်လည်းကြီးပွားများပြားခြင်း ရှိပါစေသော အနိုင်ထက်ဝင်ခြင်းမရှိသိမ့်သွားခြင်းမရှိလမ်းတို့၌ကြွေးကြော်မိတမ်းခြင်း မရှိပါစေနှင့်ထိုသူနေသောလူမျိုးကြီးမင်္ဂလာရှိပါ၏ထာဝရဖျားသည်အကျဉ်လူမျိုး၏ဖျားသခင်ဖြစ်၏ထိုလူမျိုးသည်မင်္ဂလာရှိပါ၏ ဖျားသခင်ရှေ့တော်၌အသက်တော်သခြင်းကိုသီဆိုပါမည်။144ခုမြောက်သောစာလံအပိုက်9တည်ခြင်းတရားဤဓာသွားအောင်၌ Seven Howard E A Soldier's Journey စစ်သားတို့၏ခရီးစဉ်ဆိုသောထူးခြားဗဟုလက်ရာမှာကြည့်ရှုသူများကို တက်ကြွမှုနှင့်နာကျင်မှုတို့ကိုတပြိုင်နက်တည်းခံစားရစေသည် ၎င်းသည်ပထမကဘာစစ်မှစစ်သားတဦးဤဘဝကောက်ကြောင်းကိုကျေးရုပ်38ရုပ်ဖြင့်တရုတ်ဖော်လျက်58ပေအကျယ်ရှိနန်ယန်တွင်ထုလုပ်ထားပြီး2024ခုနှစ်တွင်ထုလုပ်ပြီးစီခဲ့သည်ထိုရုပ်တုများမှာစစ်ထွက်ခါနီမိသားစုကိုနှုတ်ဆက်နေသည့်ပုံထို့နောက်စစ်၏အနိဋ္ဌာယုံကိုဖော်ကျူးသည့်ရုပ်တုများနှင့် နောက်ဆုံး သမီးကစစ်ပြန်ဖခင်ဤပက်လက်လှန်ထားသည့်စစ်ကမောက်ထဲကြည်နေပုံတို့ ဖြစ်သည်။သူမ၏အမြင်၌ဒုတိယကဘာစစ်စစ်ကြိုအရေးကိုသာ တွေ့ခဲ့ရသည်။ဟာဝတ်ကလူသားများသည် အမြင့်ဆုံးသို့ရောက်နိုင်တဲ့ကဲ့သို့တရိษံအဆင့်သို့နှိမ့်မြုပ်သွားနိုင်ကြောင်းလူသမိုင်းတစ်လျှောက်ဖြစ်ပေါ်သည့်အဖြစ်အပျက်ဆက်ဆက်မှုကို ရှာဖွေတင်ဆက်ခြင်းဖြစ်သည်။ စစ်ပွဲကထိုအဖြစ်မှန်ကို ဖွင့်ပြခဲ့ပေသည်။ဆာလန်စီယာဒါဝိဒ်သည်စစ်၏နောက်ဆက်တွဲဆိုဂျိုးနှင့်အနိဋ္ဌာယုံများကို ကောင်းစွာတည်သည်။မကောင်းမှုကိုရင်ဆိုင်ရန်မှရှောင်လွှဲမရသည့်ဝန်းနေပွေလိုအပ်မှုဖြစ်ကြောင်းသိရှိနားလည်ပြီးဖျားသခင်ကိုငါလက်သည်စစ်တိုက်၍စစ်မှုကိုလေ့ကျက်မိအကြောင်းတွင်တင်ပေးသူဟုချီးမွမ်းခဲ့သည်။ သို့သောသူသည်စစ်နှစ်ပတ်သက်၍တွန့်ဆုတ်လျက်သို့သောဓာဘီမှကင်းလွတ်စေတော်မူပါဟုဆုတောင်းခဲ့သည်ငယ်ရွယ်သူများစစ်ပွဲအတွင်မကြဆုံးပဲကျွန်ုပ်၏သားတို့သည် အရွယ်ပြိုစဉ်တွင် ကြီးပွားသော အပင်ကဲ့သို့၎င်းသမီးတို့သည်ဘုံဗိမာန်ဤတူထုသောတိုက်ထောင်ကြောက်တိုင်ကဲ့သို့၎င်းဖြစ်ကြမည်အချိန်ကို သူမျှော်လင့်ခဲ့သည် ထိုနေ့၌မြို့ယိုးပြိုပြက်လျက် အနိုင်အထက်ဝင်ရောက်ခြင်းတိမ့်သွားခြင်းလမ်းတို့၌ကျွေးကြော်မြည်တမ်းခြင်းတို့ရှိမည်မဟုတ်ပါ ပြန်ပြောင်းကြည့်လျင် တိုက်ပွဲတွင်ကြဆုံးခဲ့သူများကိုကျွန်ုပ်တို့သတိရမည်ရှေ့သို့မျှော်ကြည့်လျင် ကျွန်ုပ်တို့သည်ဒါဝိနှင့်အတူအိုဖျားသခင်ရှေ့တော်၌အသက်တော်သခြင်းကိုဆိုပါမည်ဟု အတူတကွချီးမွမ်းကြကုန်အာ စ်ပွဲကတင့်အပေါ်မြည်တို့တဲ့ရောက်မှုရှိခဲ့သည်နီငိမ့်ချမ်းရေးအတွက်တင်းမြည်ကဲ့သို့လှုပ်ဆောင်နိုင်သည်နီအဖဖျားသခင်စစ်ပွဲ၌ကြဆုံးခဲ့သူများကိုကျွန်ုပ်တို့တတိယအောင်မေပါ၏ကိုတော်ဤတည်မြဲသောငိမ့်သက်ငိမ့်ချမ်းရေးကိုကျွန်ုပ်တို့တောင်းတပါ၏ သခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည်အာမင်နေစဉ်ခွန်အားကိုကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။